ေလ23ရက်နေ့ကညောင်ရွှေမြို့နယ်ရေဘူးကြီးရွာဘက်ကိုခြိတက်လာတဲ့စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းစစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ပြားစစ်ကြောင်းအင်းလေး PDF တထောင်ကိုတက်ရင်ဖေခုံ PDF တထောင်6တက်ရင်နဲ့အလဲပိုင်းတိုင်းအထူးစစ်စင်တက်ဖွဲ့တို့ကတိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်ဘက်က16ရောက်ထက်မနည်းတေဆုံးခဲ့ပြီးအရှင်3ရောက်ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအထူးတင်နန်းပေးလေ့ကျင့်ထားတဲ့အသေးကန်ကွန်မန်ဒိုတပ်သားတွေကိုအသေးရောအရှင်မှာဖမ်းမိထားတဲ့အပြင်တိုက်ခိုက်ရေးဒရုန်းကြီး2စီးကိုဂျမာကန်နဲ့တော်လိုင်းတပ်ပေါင်းစုဘက်ကပစ်ချနိုင်ခဲ့ပြီး MA3 တနက်3လက် MA1 တနက်တလက်နဲ့ခရမ်းတွေကိုပါတိမ့်နိုင်ခဲ့တယ် ယ်လို့သိရပါတယ်ရှင်။စစ်အနာသိမ်းပြီးနောက်ပိုင်းကချင်လွတ်လပ်ရေးတပ်မတော် KIO KIA ကပြစ်ချနိုင်ခဲ့တဲ့စစ်ကောင်စီတပ်ရဲ့ရဟတ်ရင်နဲ့လေရင်ဘလောက်အထိရှိနေပါပြီလဲ။စိုးသူအောင်ကသတင်းပေးပို့ထားပါတယ်ရှင်။အဲ့တနတ်တည်းကောင်းကောင်းလေးယူကချင်းပြည်နယ်ဗမော်မြို့သိန်းတိုက်ပွဲမှာစစ်စင်ရေးကုကဲမှုဌာနချုပ်စကခ23ကိုစစ်ကူရိတ်ခါနဲ့ခဲရန်နေလာပို့တဲ့ ရဟရင်၃စီးတဲ့ကနှစ်စီးကို KIO KIO ပူပေါင်းတက်တွေကပြစ်ချနိုင်ခဲ့ပါတယ်။ဒါကြောင့်မဲ2025ခုနှစ်မေလ20ရက်မှာဗမော့ကိုလာရောက်တဲ့ရဟရင်၃စီးတဲ့ကတစီးကပြတ်ကျ၊တစီးကရွှေကူမှာအရေးပေါ်ဆင်းသက်ခဲ့ရပြီးနောက်ဆုံးတစီးပဲမြကြီးနားလီတက်တွေကိုပြန်သွားနိုင်တာဖြစ်ပါတယ်။မေလ21ရက်မှာတော့ရွှေကူမှာအရေးပေါ်ဆင်းသက်ခဲ့ရတဲ့ရဟရင်ကိုပါလက်နက်ကြီးနဲ့ပြစ်ခတ်နိုင်ခဲ့တာကြောင့်အာနာသိန်းအပီနောက်ပိုင်း KIO အနေနဲ့စစ်တပ်ရဲ့ ရဟယင်နဲ့လေရင်၄စီးထိကိုဖျက်ဆီးနိုင်ကြကြောင်းဆိုပါတယ်။ဒီကိုမှရက်ထားတဲ့ရဟယင်လေမနေ့ကညနေပိုင်းကျွန်တော်တို့ကဲရဲနဲ့ပိုးပေါင်းတတ်တယ်။ဒီနေ့ချင်းနဲ့ပြန်ဖြစ်တာဖြစ်ပါတယ်တော့။အဲ့ဒီရွှေကိုမှရက်ထားတဲ့ရဟယင်ကတော့မီးလောင်တဲ့အဖြစ်တော့မရှိဘူးဖျက်ဆီးတဲ့အဖြစ်ပဲရှိတယ်။အာနာတင်းတဲ့နောက်ပိုင်းကတော့အဲမနေ့ကပြစ်ချလိုက်တဲ့နစီနဲ့ပေါင်းလိုက်လို့ရှင်တော့၄စီးပေါ့ ရဟရင်ကတော့3ဇီးဟိုနဘကာမှာဂျက်ဖိုက်တာဒဇီးနဲ့ဆိုတော့4ဇီးရှိသွားပါပြီကရှင်လွတ်လပ်ရေးတပ်မတော် KIU KIU အနေနဲ့ဝိုင်းမော့မြို့နယ်ထဲမှာ2024ခုနှစ်ဇန်နဝါရီ16ရက်က MI something တည်ယူပို့ဆောင်ရဟရင်2024ခုနှစ်ဇန်နဝါရီ16ရက်မှာတော့နဖက်ကဘက်မှာ FTC 2000စင်ကြီးတိုက်ခိုက်ရေးဂျက်လင်ရင်တို့ကိုပြစ်ချနိုင်ခဲ့ပါတယ်။အခု2025ခုနှစ်မေလ20နဲ့21ရက်တွေမှာတော့ ဗမောမှာ MI something တဲယူပို့ဆောင်ရဟိုင်းနှစီကိုထပ်ပြီးတော့ပြစ်ချနိုင်ခဲ့တာဖြစ်ပါတယ်အရုတ်တဖိုင်လေးရဆိုရင်ဒါအဲ FPV drone နဲ့အတာဒီရဟိုင်းရပြင်မရူတာကိုအစိတ်ပိုင်းကိုဒါဟိုဥတိုက်အထိုးဆိုင်ပြီးတော့အထီမှန်တိုက်ခိုက်ခဲ့တာကိုလည်းကျွန်တော်တွေ့ရတယ်။ဒီရနဲ့ဆက်ဆက်ပြီးတော့မှရဟန်းရအဲထိခိုက်သွားပြီးတော့ဟောဒါစင်ကဲပြည့်စည်သွားတယ်။အဲပြတ်ကျခဲ့တယ်လို့ဒါကျွန်တော်တို့ပြောလို့ရနိုင်ပါတယ်။ဒါအပြင် KIA ပူပေါင်းတက်တွေဟာ နေမြေစုမှုထားနိုင်ပြီးစဉ်သက်နိုင်တဲ့နေရာတွေမှာစောင့်ကြိုပြီးတော့မှရှိတဲ့လက်နက်စနစ်တွေကိုပေါင်းစပ်အသုံးပြုနိုင်တာကြောင့်စစ်တပ်ရဲ့ရဟန်းရင်တွေကိုပြတ်ကျအောင်စွန့်ဆောင်နိုင်တယ်လို့သူကဆက်ပြောပါတယ်။ဒါကြောင့်အာနာသိန်း၄နှစ်ကျော်တည်းမှာဆိုရင်ကရင်အနေနဲ့ရဟန်းရင်၃စီးတရုတ်လုတ်တိုက်လေရင်တစ်စီးကိုပြစ်ချထားနိုင်ပြီး၂၀21ခုနှစ်မေလ3ရက်နေ့ကမုံမောင်မြို့နယ်မှာပြစ်ချခံရတယ်လို့ယူဆရတဲ့ MI 35တက်ခိုင်ရဟန်းရင်ကိုပါထည့်ပေါင်းမယ်ဆိုရင် ငါးစီးအထိရှိလာမှာဖြစ်ပါတယ်အခုပြေရှားခံရတဲ့ရုရှားထုတ် MI-17 ဟာဗတ်စုံသုံးစစ်ဘက်ဆိုင်ရာဟယ်လီကော်ပတာဖြစ်ပြီး4000ကီလိုဂရမ်ထိတည်ဆောင်နိုင်ကတန်ကြီးအနေနဲ့ဆိုရင်ကန်ဒေါ်လာ100တန်းကနေ25တန်းအကြာပေါက်ဈေးရှိပါတယ်တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်တော့အာနာသိန်း၄နှစ်ကျော်အတွင်းစစ်တပ်ရဲ့ရဟတ်ရင်နဲ့တိုက်လေရင်ကိုးစီးထံမနေကိုတော်လိုင်းတပ်ဖွဲ့တွေကပြစ်ချထားနိုင်ခဲ့ပါတယ် ဂရိကျောင်းအနီးရှိပင်လယ်ပြင်အတွင်းမှာ Richter scale 6.1အဆင့်ရှင်ကလေးလောက်ခတ်ခဲ့ပြီးတော့မေလ22ရက်ကြာတာပြင်းနေကဂရိကျောင်းပေါ်မှာအရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေလူလူကြကြရှိခဲ့ပြီးတူရကီနဲ့အစ္စရေးနိုင်ငံတဝက်မှာလည်းငလေးလောက်ခတ်မှုကိုခံစားခဲ့ကြရပါတယ် CCTV မှတ်တမ်းတွေအရမုတ်ဆိုင်တစ်ခုတုံခါနေပြီးပစ္စည်းတွေမြေပြင်ပေါ်ကိုပြုတ်ကျနေတာကိုတွေ့ရပါတယ် အခုချိန်အထိအကူအညီတောင်းခံမှုတစုံတရာမရရှိသေးတယ်လို့ကြီးလေးတဲ့ဥယျာဉ်ပျက်စီးမှုသတင်းပေးပို့ခြင်းမရှိသေးကြောင်းမိသက်တပ်ဖွဲ့ကပြောပါရယ်။ Green နိုင်ငံဟာဥရောပရဲ့ငလေလောက်ခတ်မှုအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီးမကြုံစပုံးငလေလောက်ခတ်မှုပြင်းအားအစင်ကြောင်းအခုနှစ်အစောပိုင်းသတင်းပတ်တွေအတွင်လူကြိုက်များနေတဲ့ Santorini ခီးသွားကျွန်းစုမှာလည်းငလေလောက်ခတ်သွားခဲ့ပြီးလူထောင်ပေါင်းများစွာကိုဘေးလွရာရွှေ့ပြောင်းခိုင်းခဲ့ရပြီးတော့စာတင်ကျောင်းတွေလည်းပိတ်ပင်ခဲ့ရပါတယ်ရှင်။ ဂါဇာကမ်းမြောက်မှာအစ္စရေးရဲ့အဆောင်အခံထားရင်မူဝါဒကြောင့်မတ်လ၂ရက်နေ့ကစပြီးပါလက်စတိုင်း326ရောက်ထပ်မင်းဲကိုတည်ဆုံစေခဲ့တယ်လို့ဒေသဆိုင်ရာအာဏာပိုင်တွေအနေနဲ့အတည်ပြုပါရယ်။တစ်ချိန်တည်းမှာကုလသမဂ္ဂကလည်းကလင်းငယ်ဥယေ14000တည်ဆုံနိုင်ခြင်းရှိနေဆိုပြီးသတိပေးထားပါရယ်။ကုလလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအကြီးအကဲဒွန်ဖလက်ချာကတော့လာမယ့်48နာရီအတွင်းကလင်းငယ်14000ကိုအချိန်မီမကူညီနိုင်ခဲ့ရင်တည်ဆုံသွားနိုင်တယ်လို့မှတ်ချက်ပေးပါရယ်။ လွန်ခဲ့တဲ့အင်္ဂါနေ့အတွင်းဂါဇာကမ်းမြောင်မှာအကူအညီပေးပစ္စည်းတွေတင်ဆောင်လာတဲ့ကုန်တင်က93စီးကိုဝင်ရောက်ခွင့်ပြုခဲ့တယ်လို့အစ္စရေးအရာရှိတွေကပြောထားပါတယ်ဒီထဲမှာဂျုံမုတ်ခလေးအစားအစားစေကူတရီပစ္စည်းတွေနဲ့စေဝါရီအထိပါဝင်တယ်လို့ဖော်ပြထားပါတယ်။ဂါဇာဒေသမှာကာလာကြာရှည်လူသားချင်းစာနာမှုအကျက်အတဲကိုဖြည့်ရှင်းနိုင်ဖို့ဆိုရင်တနည်းစာအတွက်အကူအညီပေး truck ကအစင်း600လောက်လိုအပ်တယ်ဆိုပြီးကုလအေဂျင်စီတွေဘက်ကခန့်မှန်းထားပါတယ်။ ဆက်တပတ်ကြာပိတ်ဆို့ခံထားပြီးတဲ့နောက်အကူအညီပေးရှင်တွေဟာလက်ဆက်ဖြတ်ကျော်လာပြီးဖြစ်ပေမဲ့လက်ရှိအချိန်အထိပစ္စည်းမဖြန့်ပေးနိုင်သေးတဲ့ကြောင်းကုလထုတ်ပြန်ချက်တွေရသိရပါတယ်ရှင်။မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ဟာဒေသတွင်တန်ခင်းတမန်ခင်းပြန်ရှင်တန်ဖို့အဓိကအခွင့်အလမ်းတစ်ခုဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က ပြောဆိုလိုက်ပြီးအာဆီယံအဖွဲ့အားလုံးနဲ့ပုံနဲ့နဲ့ရှိုင်းရှိုင်းထိတွေ့ဆက်ဆံဖို့မေ27ရက်နေ့ကတိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာလူပေါင်း3900ကျော်သေဆုံးခဲ့တဲ့သကိုင်းငလင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်တွေ့ဆုံဆွေးနွေးတာတွေဆက်လုပ်ဖို့အာဆီယံဖွဲ့ဝင်တွေစီကထောက်ခံမှုတညီတညွတ်ထဲရထားတယ်လို့ဝန်ကြီးချုပ်အန်ဝါကပြောပါရယ်ဆွေးနွေးဖို့လိုတယ်လို့အလေးပေးပြောနေတဲ့အချိန်မှာမလေးရှားကမြန်မာနိုင်ငံပေါ်အခြေအနေတွေသတ်မှတ်ထားဖို့မရည်ရွယ်ထားဘူးလို့လည်းအန်ဝါကအလေးပေးပြောပါရယ် မလေးရှားနိုင်ငံဟာအဖွဲ့ဝင်10နိုင်ငံရှိတဲ့အရှေ့တောင်အာရှနိုင်ငံအသင်းအာဆီယံရဲ့လက်ရှိအလှည့်ကျဥက္ကဋ္ဌဖြစ်တာဝန်ယူနေရတာဖြစ်ပြီးမြန်မာအာဏာသိမ်းစစ်ကောင်းဆောင်နဲ့ရောအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပါထိတွေ့ဆက်ဆံမှုတွေပြုလုပ်နေတာဖြစ်ပါရဲ့ရှင်ချင်းညောင်တပ်ဖွဲ့ကဖွင့်လှစ်မဲ့စနိုက်ပါတင်းနှံအတွက်တင်းနှံတက်ရောက်လိုကြတဲ့တပ်သားတပ်တွေကိုဖိတ်ခေါ်နေရလို့ချင်းမျိုးသားတပ်ဖွဲ့ချုပ်ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO CNDF ကမေလ22ရက်နေ့မှာထုတ်ပြန်လာပါတယ်။ စနိုက်ပါတင်နန်းကိုဂျွန်လ9ရက်နေ့ကနေဩဂတ်စ်လ9ရက်နေ့အထိ2လကြာဖွင့်လှစ်တင် जा ပေးသွားမယ်လို့သိရပါဗျ။လက်ရှိအချိန်မှာလူဦးရေကန့်သက်ထားတာမရှိသေးပဲစိတ်ပါဝင်စားပြီးတင်နန်းတက်ရောက်လူတွေကြိုတင်စုံစမ်းပြီးစီးရင်ပေးသွင်းနိုင်တယ်လို့ CNO CNDF ရဲ့ပြည်ကြားရေးတာဝန်ခံကပြောပါဗျ။ချင်းညီနောင်ရဲဘော်တွေရဲ့စွမ်းရည်ကိုမြင့်တင်ပေးနိုင်ဖို့နဲ့တော်လိုင်းရင်မှာပါဝင်နေပြီးဆက်အနာရှင်ကိုတိုက်ထုတ်နေတဲ့တော်လိုင်းရဲဘော်အားလုံးအတွက်ရည်ရွယ်ဖွင့်လှစ်ရတာဖြစ်တယ်လို့ဆိုပါရစေ။ CNO CNDF ကဖွင့်လှစ်မဲ့ sniper တန်တန်းကိုတက်ရောက်လိုကြသူတွေအနေနဲ့ signal number +918798798312 ကိုဆက်သွယ်ပြီးစုံစမ်းမိမြန်ကကြိုတင်စာရင်းပေးသွင်းနိုင်တယ်လို့လည်းပြောပါရယ်အခုဖွင့်လိုက်တဲ့ sniper တန်တန်းပြီးဆုံးပြီးရဲ့နောက်မှာလဲ drone တန်တန်းတွေထပ်မံဖွင့်လှစ်နိုင်ဖို့စီစဉ်နေရလို့လည်းသိရပါရယ်ရှင် မန္တလေးတိုင်းစက်တမြို့နယ်မှာ မေလ15ရက်နေ့အထိစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု85ကြိမ်ကျော်ရှိခဲ့ပြီးထိခိုက်တိုက်ဆုံသူအယောက်90ကျော်အထိရှိခဲ့ပါတယ်မေလ၁ရက်နေ့ကနေ၁၅ရက်နေ့ထိအချိန်နှစ်ပတ်ကျော်အတွင်းမှာစစ်ကောင်စီကမန္တလေးတိုင်းကမြို့နယ်၁၁ခုမှာလေကြောင်းတိုက်ခိုက်မှု၈၅ကြိမ်ကျော်ပြုလုပ်ခဲ့တာပါ။လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသသူ၅၀ကျော်ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့တယ်လို့ပတရား PDF တောင်ရှိသူတယောက်ကပြောပါတယ်။ စစ်ကောင်စီကဧပြီလလုံးမှာမန္တလေးတိုင်းအတွင်းမှာလေကြောင်းတိုက်ခိုက်မှု89ကြိမ်အထိပြုလုပ်ခဲ့တာကြောင့်အခုမေလတဝက်ထိလေကြောင်းတိုက်ခိုက်ခံမှု85ကြိမ်နဲ့တိုင်းရှင်မန္တလေးတိုင်းကိုနှစ်ကြော်တိုးပြီးလေကြောင်းတိုက်ခိုက်နေတဲ့အခြေအနေဖြစ်ပါတယ်။ဒီကာလထဲမှာလေကြောင်းတိုက်ခိုက်မှုတွေကကားများတယ်လေ။အနည်းဆုံးမှာပဲမန္တလေးတိုင်းပဲဆိုလို့ရှိရင်ဘုဘုတ်ကောင်သပေချင်းစင်ကူမရရမဇွန်ရင်းကျန်မထိုးကြီးတောင်းတာမလိုင်းဆက်နဲ့ကြောက်ကောင်ဆက်ပြီးပါတာပေါ့။ပြီးခဲ့တဲ့လကဒလလုံးမှာ89ကြိမ်ရှိရတယ်။အခုဒီဘက်လပိုင်း85ရက်ပဲရှိသေးတယ်85ကြိမ်ကျော်သွားပြီ။ဒါတော့ ကလေတစည်းသူကဘယ်နှလုံးပဲချက်ချက်ဘယ်နှပတ်ပဲဝဲဝဲတေးတစည်းကိုတက်ခတ်မှုဒီစိန်ကြည့်ရတာလေအဲ့လိုနှုံးတဲ့ဟိုက75နဲ့ကျော်သွားပြီ55ရောက်ပြီအလူကြီးတွေတော့မကြည့်ဘူးဆိုရင်90ထက်မှရှိတယ် စစ်ကောင်စီကစကန်တိုင်းတပင်းရင်နဲ့ဦးတိန်ညွင်ရွာလေကြောင်းတိုက်ခိုက်မှုပြီးမှဝေဖန်ခံရတာတွေမြင့်တက်ခဲ့ပေမဲ့အချိန်မလျှော့ခဲ့ပဲစကန်တိုင်းနဲ့ကမြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။မေလ၁၈ရက်နေ့ကပလဲနယ်ညွင်ရင်ရွာကိုလေကြောင်းတိုက်ခိုက်တာကြောင့်ပြည်သူ၅ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မစ်ဒီလာရှန်တဲလေတက်ကနေပြီးတော့ဂျက်ဖိုက်တာတွေတက်လာပြီးပလဲနယ်ထဲမှာရောက်လာ။သုံးပတ်လောက်ပတ်ဝဲပြီးတဲ့အခါကျတော့မှညွင်ရင်ရွာထဲမှာကလစရာဘုံအဲ့နှစ်ဆင့်ခွဲနဲ့ချလိုက်တာတဲ့အိမ်ပေါ်မှာတက်တယ်ကြတော့ ပတ္တာဘုံနဲ့စင်ကွဲနဲ့ကြကွဲသွားပြီးတဲ့နေရာမှာအဲ့အိမ်တော့အားလုံးပြည့်စုံသွားပြီလူတွေလည်းထိကြိုက်နေဆုံးကြတော့မှာဆိုတော့တွားကြဲတာပေါ့နော်တွားကြဲလိုက်တဲ့နေရာမှာတိန်နဲ့နဲ့ပုံရောက်ကတခါတည်းပွဲချင်းပြီးတည်ဆုံးတယ်ဆေးရုံရောက်မှကနှစ်ယောက်တည်ဆုံးတယ်ပြင်းထန်ထိကြိုက်တန်ရာရာခလေကလေးတွေချီပြက်လက်ပြက်တွေနဲ့ညရုပ်ဘက်တွေလည်းကျိုးသွားတာတွေနဲ့ပေါ့တော်တော်ကိုပြင်းပြင်းထန်ထန်ခံစားရပါတယ် မေ၁၈ရက်နေ့၁၉ရက်မှာမန္တလေးတိုင်းတပိတ်ကျင်းမြို့နယ်လေကြချေရွာကိုစစ်ကောင်စီတပ်က၂ရက်ဆက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတယောက်သေဆုံးခဲ့ပါတယ်။မေလ၁၉ရက်မွန်းလွယ်ပိုင်းမှာမြင်းကျက်မြို့နယ်ထဲကတန်းစစ်ချေရွာကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်တာကြောင့်ပြည်သူ၄ယောက်သေဆုံးခဲ့ပါတယ်။မေလ၁၅ရက်ကစပြီးကိုမြင့်သောအညာမြင့်စစ်စင်ရေးဖြစ်စစ်ကောင်စီတပ်စခန်း၈ခုကိုဒေသကာကွယ်ရေးအဖွဲ့တွေကတပြိုင်တည်းတိုက်ခိုက်ခဲ့ပြီးနောက်မန္တလေးဒေသတွေမှာစစ်ရေးထင်မှားမှုတွေပုံမြင့်တက်နေပါတယ်။ စကိုင်းတိုင်းစကိုင်းမြို့မင်းလန်းရက်ွက်ကစစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူစစ်တွေဟာငလင်လူပစ္စည်းတွေကိုရက်ွက်ကိုမပေးဘဲဖျက်ယူသိမ်းဆီးထားတယ်လို့ဒေသခံတွေကပြောပါရယ်။မင်းလန်းရက်ွက်ကိုလာလူတဲ့သူတွေဟာရက်ွက်အတွင်းကကြိုက်တဲ့နေရာလှူလို့မရပဲရက်ွက်ရုံကိုအရင်ပေးရတာဖြစ်ပြီးပြီးမှပြန်ခွဲပေးရတယ်လို့ဆိုပါရယ်။ ငလင်သေးဟာနှလားနီးပါးကြာမြင့်လာပေမဲ့ငလင်သေးရက်ွက်နေသူတွေဟာယာယီတဲတွေနဲ့နေထိုင်ကြရပြီးငလင်ကိုပစ္စည်းတွေနဲ့စားတောက်နေထိုင်ရေးကအစအလူရှင်တွေကိုပဲအားကိုးနေရဆဲဖြစ်တယ်လို့မင်းလန်ရက်ွက်အတွင်းနေထိုင်သူကပြောပါတယ်ကိုကြီးထောက်ပံ့ရေးနဲ့ပြည်လဲတိဆောက်ရေးအတွက်ရက်ွက်ယုံတွေကတားမြစ်တာတွေရက်ွက်ယုံရံပုံငွေတောင်းတာတွေရှိသလိုပြည်သူစစ်တွေကငလင်တဲ့ပြည်သူတွေကိုပြောဆိုရိုင်းနှက်တာမျိုးတွေတောင်မြင်ခဲ့ရတယ်လို့ကိုကြီးထောက်ပံ့ရေးအဖွဲ့ဝင်တယောက်ကပြောပါတယ်ရှင် ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းကျေးရွာနီးမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ပေးရှောင်နေကြတဲ့ပြည်သူ1500ကျော်အတွက်စားနပ်ရိက္ခာတွေလိုအပ်နေရလို့စစ်ပေးရှောင်ပြည်သူတွေကပြောပါရယ်။မေလ19ရက်နေ့ကစပြီးစောင်းပြောင်းကျေးရွာနီးတဝိုက်မှာစစ်ကောင်စီတပ် PNU ပြည်သူစစ်နယ်တုံလင်းအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ဒေသခံတွေစစ်ပေးရှောင်နေကြရတာဖြစ်ပါရယ်။ လက်နက်ကြီးတန်နဲ့တနတ်တန်တွေစက်တိုက်ကြားနေကြပြီးတိုက်ပွဲကပြင်းထန်နေကရွာနေဒေသခံတွေက မေလ20ရက်နေ့မနက်ပိုင်းမှာရွှေ့ပြောင်းနိုင်ခဲ့ကြတယ်လို့စစ်ပေးဆောင်မျိုးသမီးတယောက်ကပြောပါရယ်စစ်ကောင်စီတပ် PNO ပြည်သူစစ်နယ်တော်လိုင်းအင်အားစုတွေကြားတိုက်ပွဲတွေစက်တိုက်ဖြစ်ပွားနေပြီးမေလ20ရက်နေ့မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဖုံး၄ချိန်ကျဲချသွားတယ်လို့သိရပါရယ် ပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလထဲမှာစက်ကောင်စီ PNO ပြည်သူ့စစ်နဲ့တော်လိုင်းအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးအခု2025ခုနှစ်မေလထဲမှာထိတွေ့တိုက်ပွဲထပ်ဖြစ်တဲ့အတွက်ဒေသခံတွေစစ်ပေးရှောင်နေကြရတာဖြစ်ပါတယ်ရှင်။